ဲပြီးမင်းရဲ့မွေးနေ့မှာစတောင်းစကားလေးပြန်လွှင့်နေရေဒီယိုလေးပါတစင်ဖွင့်ရပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အမတရားနေ့အစည်းအဝေးအားနေဒီကနေ့မေလ25ရက်နေ့မှာ မွေးနေ့ပြင်းပြောင်းကြတဲ့မွေးနေ့ရှင်တွေအားလုံးနဲ့အတူတူစစ်သူဆောင်ကျွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပန်းဝေတောင်းဆိုပေးထားတာတွေကိုအမတရားနေ့အစည်းအဝေးအားနေပြီးတော့ထုံနှင်းတင်ဆက်ပေးတော့မှာပဲဖြစ်ပါရဲ့ရှင်။ မတ်တရနေ့အစီအစဉ်အားနေ့ပြမဆုံးဆုတောင်းပေးကြတဲ့မွေးနေ့ရှင်ကတော့ကချင်ပြည်နယ်ကပိုကြီးမျိုးတန့်စင်ရဲ့ဒီနေ့မှပြင်းမြောက်တဲ့32ပြည့်မွေးနေ့အတွက်ကိုပောင်ဝေတောင်းဆိုပေးထားတာဖြစ်ပါတယ်။ပိုကြီးမျိုးတန့်စင်ရဲ့ဒီနေ့မှပြင်းမြောက်တဲ့မွေးနေ့အတွက်ကိုတော့တငယ်ချင်းတွေဖြစ်ကြတဲ့မော်ကျိုးမျိုးကအေးအေးအောင်ရန်ကုန်ကစမ်းမြတ်သူခက်ခက်ခိုင်မေသူမကွေးကမကြောက်လီတို့ကပောင်ဝေတောင်းဆိုပေးထားတာဖြစ်ပါတယ်။ ထမမီရောဆူတောင်းပေးခြင်းနဲ့မွေးနေ့ရှင်ကတော့မန္တလေးကဘူအီးအောင်စစ်နိုင်ရဲ့ဒီနေ့မှပြည်မြောက်တဲ့23နှစ်ပြည့်မွေးနေ့အတွက်လေးကိုပါဝင်တောင်းဆိုပေးချတာဖြစ်ပါတယ်။ဘူအီးအောင်စစ်နိုင်ရဲ့ဒီနေ့မှပြည်မြောက်တဲ့မွေးနေ့အတွက်ကိုတော့တငယ်ချင်းတွေဖြစ်ကြတဲ့ဘူအီးအောင်လွင်စုဘူအီးနေလင်းဦးဘူအီးကျော်စွာလီဘူအီးသူရင်ဝင်ဘူအီးသူရာအောင်စစ်တီအောင်ဖြိုးကျော်တငယ်ချင်းနန်းသူစာခက်ခက်ခိုင်အေးအေးအောင် ရန်ကုန်ကစံမြတ်သူမေသူမကြောင်နေတောင်တွင်းကြီးကမခင်များဝင်မိထီလာကဆန်းဆန်းမို့နေပြည်တော်လေဝေးကစုနတ်တီလင်းတို့ကပန်ဝင်တောင်းဆိုပေးထားပါတယ်ရှင်ဟုတ်ကဲ့ပါဒီနေ့မှမွေးနေ့ပြေးမြောက်တဲ့ဗိုလ်ကြီးအောင်စစ်နိုင်ရဲ့မွေးနေ့အတွက်မွေးနေ့ဆုမွန်စကားလေးရတော့မွေးနေ့မှာပျော်ရွှင်ပါစေလက်ဆောင်တွေအများကြီးရပါစေဆိုပြီးမွေးနေ့ဆုမွန်စကားလေးတောင်းဆုချေပေးထားပါတယ်ရှင် ဒီနေ့မှမွေးနေ့ပြင်းပြောက်ကြတဲ့ကချင်ပြည်နယ်ကပိုးကြီးမျိုးတန်းစင်နဲ့မန္တလေးမှာနေတဲ့ဘိုးကြီးအောင်စစ်နိုင်တို့ရဲ့မွေးနေ့အကြွက်ကိုအမတရားနဲ့အစီအစဉ်အနေပြီးတော့မွေးနေ့စုံမုံကောင်းလေးတောင်းစုပြုပေးကြပါတယ်။တောင်ရပြိုရှုမွေကောင်းတဲ့မွေးနေ့ရမျက်လေးဖြစ်ပါစေ။ကြံစီသမျှအောင်မြင်ပါစေ။အလောကန်တွေအားလုံးနဲ့အဆင်ပြေပါစေလို့မွေးနေ့စုံမုံကောင်းလေးတောင်းစုပြုပေးလိုက်ပါရရှင်။ မတရားနေ့အစီအစဉ်အားနေထမှန်ပြီးတော့စူတောင်းပေးခြင်းနဲ့မွေးနေ့ရှင်ကတော့နေပြည်တော်ကချစ်စနီမတင်စာနီဦးရဲ့ဒီနေ့မှပြင်းပြောင်းတဲ့34နှစ်ပြည့်မွေးနေ့အတွက်ကိုပါဝင်တောင်းဆိုပေးလာတာဖြစ်ပါတယ်။မတင်စာနီဦးရဲ့ဒီနေ့မှပြင်းပြောင်းတဲ့မွေးနေ့အတွက်ကိုတော့ချစ်ခင်မို့ဘူကြီးအေမင်းအောင်တမီးမကျေစင်ဝင်းဝါတားမောင်ထဲဝါအောင်တို့ကပါဝင်တောင်းဆိုပေးလာတာဖြစ်ပါတယ်။ချစ်စနီမတင်စာနီဦးအတွက်မွေးနေ့ဆုမွန်စကားလေးရတော့ 34နှစ်ပြည့်မွေးနေ့မှစပြီးရောတဲ့နောက်နှစ်ပေါင်း100တိုင်းကျမ်းမာခြင်းချမ်းသာခြင်းပျော်ရွှင်ခြင်းအပေါင်းနဲ့ပြည့်စုံပါစေ။ကိုယ့်ရဲ့အပေါင်းလေးတစ်နေ့ထက်တစ်နေ့ပိုပိုချက်နိုင်ပါစေသေးရေဆိုပြီးရောချစ်စနီးမတ်တင်စာနီဦးအတွက်မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုချွေပေးထားပါရရှင်။ဆက်လက်ပြီးတော့ဆုတောင်းပေးခြင်းနဲ့မွေးနေ့ရှင်ကတော့မုံရွာမှာနေတဲ့မပန်းဝင်းကြီးရဲ့ဒီနေ့မှပြင်မြောက်တဲ့36နှစ်ပြည့်မွေးနေ့အတွက်ကိုပအဝင်တောင်းစုပေးလာတာဖြစ်ပါရယ်။ မပန်းဝင်းကြီးရဲ့ဒီနေ့မှပြင်းပြောင်းတဲ့မွေးနေ့အတွက်ကိုတော့မုံရွာမှာနေတဲ့လှိုင်းလှိုင်းနှင်းကပောင်ဝင်တောင်းဆိုလာတာဖြစ်ပါရဲ့ရှင်။ဒီတကဆူတောင်းပေးခြင်းနဲ့မွေးနေ့ရှင်ကတော့ဘကူးမှာနေတဲ့မက်ဆိန်ကတ္တရာရဲ့ဒီနေ့မှပြင်းပြောင်းတဲ့33နှစ်ပြည့်မွေးနေ့အတွက်ကိုပောင်ဝင်တောင်းဆိုပေးထားတာဖြစ်ပါရဲ့။မက်ဆိန်ကတ္တရာရဲ့ဒီနေ့မှပြင်းပြောင်းတဲ့မွေးနေ့အတွက်ကိုတော့မြကြီးနောက်မှာနေတဲ့ပပနှင်းကပောင်ဝင်တောင်းဆိုပေးထားပါရဲ့ရှင်။ ဟုတ်ကဲ့ပါရှင်ဒီနေ့မှမွေးနေ့ပြင်းပြောင်းတဲ့နေပြည်တော်ကမတင်စာနေဦးမုံရွာက မပန်းဝီပကုံးမနေတဲ့မဆိုင်ကတရာတို့ရဲ့မွေးနေ့အတွက်ကိုအမတ်တရားနေ့အစီအစဉ်အနေပြီးတော့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုပေးကြပါရယ်ဒီနေ့မွေးနေ့လေးရနေစပြီးတော့ကျမ်းမာပျော်ရွှင်ပါစေ လူအများရဲ့ချစ်ခင်လေးစားမှုကိုလည်းအတိုင်းစားမရှိရရှိနိုင်ပါစေလို့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုပေးလိုက်ပါရယ်ရှင် တ်တရားနေ့အစီအစဉ်အားနေ့ဒီတကားဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့မြေကြီးနာကညမလေးမဟာမဏိရဲ့ဒီနေ့မှပြည်မြောက်တဲ့23နှစ်ပြည့်မွေးနေ့အတွက်လေးကိုပါဝင်တောင်းဆိုပေးထားတာဖြစ်ပါရယ်ညမလေးမဟာမဏိရဲ့ဒီနေ့မှပြည်မြောက်တဲ့မွေးနေ့အတွက်ကိုတော့မန္တလေးမှာနေတဲ့နေနေကပါဝင်တောင်းဆိုပေးထားပါရယ်ရှင်အမတ်တရားနေ့အစီအစဉ်အားနေ့ဒီတကားဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ ရန်ကုန်မှာနေတဲ့မြမလေးခရင်လာရောင်ရဲ့ဒီနေ့မှပြင်းပြောက်တဲ့ဆက်ရှင်နှစ်ပြည့်မွေးနေ့အတွက်လေးကို ပါဝင်တောင်းဆိုလာတာဖြစ်ပါတယ်။မြမလေးခရင်လာရောင်ရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အတွက်ကိုတော့ပြိုမတီခင်ကပါဝင်တောင်းဆိုလာတာဖြစ်ပါတယ်။အမတရားနေ့အစီအစဉ်အားနဲ့အခုနောက်ဆုံးဆူတောင်းပေးခြင်းနဲ့မွေးနေ့ရှင်ကတော့နေပြည်တော်လေဝင်းမြို့နယ်တလန်းချုံရွာမှာနေတဲ့ညီမလေးဣဖြူရဲ့မွေးနေ့အတွက်ပါညီမလေးဣဖြူရဲ့ဒီနေ့မှပြင်းပြောက်တဲ့ဆက်ရှင်နေ့ပြည့်မွေးနေ့အတွက်ကိုတော့ တငယ်ချင်းတွေဖြစ်ကြတဲ့စုံနေတီလေးခိုင်ခိုင်ဝင်လှိုင်လှိုင်ဝင်နွယ်လင်းသူခင်းနဲ့ခိုင်ဝင်းလွာတို့ကပောင်ဝေတောင်းဆိုပေးထားပါတယ်ရှင်။ဒီနေ့မှမွေးနေ့ပြင်းမြောက်ကြတဲ့မြကြီးနားမှာနေတဲ့မြမလေးမဟာမဏိရန်ကုန်မှာနေတဲ့မြမလေးခရင်လာရောင်နေပြည်တော်လယ်ဝင်းမြို့နယ်တလန်းချုံရွာမှာနေတဲ့မြမလေးဤဖြူရဲ့မွေးနေ့အတွက်ကိုအမတ်တရားနေ့အစီအစဉ်အားနေပြီးတော့မွေးနေ့ဆုမွန်ကောင်းလေးတောင်းဆုပြုပေးကြပါရစေ။ဒီနေ့မွေးနေ့လေးမှာပျော်ရွှင်ပါစေ။ နှုတ်ထနာတဲ့မနေ့ခင်တိုင်းမှာတာယာပျော်ရွှင်အေးချမ်းပါစေစိတ်သွားတိုင်းကိုပါနိုင်တဲ့ဘဝတစ်ခုကိုရရှိပိုင်ဆိုင်နိုင်ပါစေလို့မွေးနေ့ရှင်တွေအားလုံးအတွက်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်မတရားနေ့အစီအစဉ်အားနဲ့ဒီကနေ့မှမွေးနေ့ပြင်းပြောင်းတဲ့မွေးနေ့ရှင်တွေအတွက်ပအဝင်တောင်းဆိုပေးထားတာတွေကိုထုတ်နဲ့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။ ဆလဘီရောချစ်သူဆုံးတွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါငွေတောင်းစုပေးထားတာတွေကိုထုံးနဲ့တင်ဆက်ပေးတော့မှာပဲဖြစ်ပါရယ်။ချစ်သူရဲ့နှစ်ပတ်လည်ချစ်သူရဲ့နှစ် ချစ်သူဆုံးတွဲမင်္ဂလာဇနီးမောင်နှံသူရဲ့နှစ်ပတ်လည်အတွက်ပန်းဝေတောင်းဆိုလာတဲ့ပရိသတ်ကတော့မုံရွာမှာနေတဲ့လှိုင်လှိုင်နှိမ့်မဲ့ဖြစ်ပါတယ်။သူကတော့ကတာမျိုးမှာနေတဲ့ဦးထွန်းလှအောင်နဲ့ဒေါ်သူစာထေရိုးရဲ့ဒီနေ့မှပြင်းပြောက်တဲ့20နှစ်ပြည့်ကျွေရတုမင်္ဂလာနှစ်ပတ်လည်အတွက်ကိုပန်းဝေတောင်းဆိုပေးလာတာဖြစ်ပါတယ်ရှင်။မင်္ဂလာဇနီးမောင်နှံအတွက်စကားလက်ဆောင်လေးရတော့ရတုအဆက်ဆက်နှစ်ပတ်လည်တိုင်းပြောင်းရွှင်စွာပေါင်းဖက်သွားနိုင်ပါစေဆိုပြီးစကားလက်ဆောင်လေးပါပေးထားပါတယ်ရှင်။ အမတရားနေ့အစီအစဉ်မှာအခုနောက်ဆုံးပါဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့မကွေးမနေတဲ့မိုးပဲဖြစ်ပါရယ်။သူကတော့နေပြည်တော်မှာနေတဲ့ကိုတန်းထင်းနဲ့မက်ဆင်စင်တို့ရဲ့ဒီနေ့မှပြင်းပြောက်တဲ့သုံးနှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်အတွက်ကိုပါဝင်တောင်းဆိုပေးထားတာဖြစ်ပါရယ်။မင်္ဂလာဇနီးမောင်နှံအတွက်စကားလက်ဆောင်တွေရတော့ထံဝရပျော်ရွှင်စွာပေါင်းဖက်သွားနိုင်ပါစေဆိုပြီး စကားလက်ဆောင်တွေပါဝေးထားပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဒီနေ့မှနှစ်ပတ်လည်ပြည့်မြောက်ကြတဲ့မင်္ဂလာဇနီးမောင်နှံတွေအားလုံးပဲဒီနေ့နှစ်ပတ်လည်လေးရနေစပြီးတော့နောက်နှစ်ပေါင်းများစွာထိချင်းချင်းများစွာနဲ့လက်တွဲသွားနိုင်ပါစေကျောင်းလာသမျှအခက်အခဲအတန်းစီးတွေကိုလည်းအတူလက်တွဲပြီးတော့ဖြေရှင်းနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်ပရိသတ်တွေအားလုံးအခုနားဆင်ခဲ့ရတဲ့အစီအစဉ်အရတော့အမှတ်တရနေ့ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါရင်ရှင် အမတ်တရားနေ့အစီအစဉ်ကိုနေ့စဉ်မနက်9:00နာရီဝန်းကျင်အချိန်တိုင်းမှာထုံးတင်တင်ဆက်ပေးနေရပါဖြစ်ပါတယ်။တစင်ဖန်ပရိသတ်တွေအားလုံးကအမတ်တရားနေ့အစီအစဉ်မှာကိုရဲ့ချစ်သူခင်သူတငယ်ချင်းမိတ်ဆွေတွေရဲ့မွေးနေ့တွေနဲ့ချစ်သူဆုံးတွေ့မင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးခြင်းနဲ့ဆိုရင်တော့ နေ့စဉ်မနက်7:00နာရီကနေ့7:00နာရီအတွင်းဖုန်းနံပါတ်3933 6936 3936 3998 3996 9999တို့မှာ3ရက်ကြိုတင်ပြီးတော့ပါဝင်တောင်းဆိုပေးနိုင်ပါတယ်ရှင်။နာဆင်အားပေးခဲ့ကြတဲ့သစဉ်အဖန်ပရိသတ်များအားလုံးပဲတ ਾਇ ယာပြုရွှင်မွေကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေရှင်။